relationship တွေခိုင်မဲ့ဖို့ကလေအဓိကအချက်ကနားလည်မှုနဲ့ယုံကြည်မှုပဲကျွန်တော်ကောင်းပါလေကလေကျွန်တော်ပေါ့အရန်နားလည်မှုရှိရနော်စိတ်မဆိုးကောင်းရလေဖြစ်တော်မှာစို့ကောလာလာရကျွန်တော်သူ့ကိုပြောလို့တွေ့ရနော်ဟုတ်ဟိုပြောဖို့ပါတော့မလားပြောရေအမြဲပြောနေရတယ်ဒါဖုန်းကြော်ညာမှာသူတို့နှစ်ယောက်ရိုက်ထားတယ်ဗီဒီယိုလေးတစ်ပုဒ်ပြာနော်အဲ့ထဲမှာသူတို့အင်တာဗျူးပုံစံလေးရိုက်ထားတာ ောက်တော့ကျွန်တော်စက်ကြီးကြည့်ကြအောင်ပါလာခဲ့တော့မှာစေကိုကိုလာလာဒီကကျွန်တော်ပြောပြောရနော်ဟုတ်ကဲ့ပြောဖို့ပါတော့မလားပြောရအမြဲပြောနေရလက်တော့မှာဆိုတော့ကိုလာလာဒီပါတဲ့ကျွန်တော်နှစ်ယောက်ကပျော်လို့တွေးတာတဲ့ဟုတ်တယ်မလားနော်နော်လဲဆိုတော့ကော်မလီရဲ့မျက်နှာတော့ပြတ်သွားတယ်ဗျာနော်အဲ့တော့ဘာရလို့မဟုတ်ပဲ ျော်စီပြက်စီပုံစံမျိုးရိုက်ထားတာတော့မဟုတ်ဘူးဗျာနော်ဒါဖုံးကြုံညာလေးတစ်ခုမှသူတို့ညောက်ကအင်တာဗျူးပုံစံလေးရိုက်ထားတာဗျာအဲ့ဒီအင်တာဗျူးပုံစံလေးထဲမှာအခုလိုမျိုး download တွေပေါ့ဗျာ conversation တွေထည့်ပြီးတော့ရိုက်ဖြစ်သွားတာဒီအင်တာဗျူးပုံစံရိုက်ထားတဲ့ video ထဲမှာပြောထားတဲ့စကားလုံးတွေကသူတို့ရဲ့ချစ်သူတက်တန်ရှင်းနစ်ကြရင်ကွဲဖို့အတွက်ကြိုတင်ပြီးတော့နမိတ်ပြနေခဲ့တာလားပေါ့ဒါစဉ်းစားကြပါဦးနော် ဆေလူကြီးသူမတွေကလည်းနမိတ်မရှိနမမရှိမပြောရဘူးမရှိတဲ့အကြာမပြောရဘူးစသည်အဖြစ်ပေါ့ဗျာကျွန်တော်ခီးသွားမယ်ခီးထွက်မယ်ကြံရင်လည်းကျွန်တော်တို့ဒီအင်ကြီးကအကြောင်းမျိုးနဲ့တစ်ခုခုနဲ့ညှိပြီးတော့စုပ်ပြဲသွားတာခလုတ်တိုက်ပြီးတော့လဲသွားတာအဖျားဦးပန်းနေဟိုပါပန်းဦးတွေကြက်ကွဲတာဒါဆိုရင်ဒီဟာတွေက တခြားမကောင်းတဲ့အရာတစ်ခုခုဖြစ်ဖို့အတွက်ဒါနမိပြနေတယ်ဆိုရင်အရာတွေကတကယ်အမှန်မင်းလားပေါ့နော်ကိုယ့်ရဲ့ဒီရှေ့မှာလောက်ခဲ့တဲ့အတိတ်တွေကကိုယ့်ရဲ့အနာဂတ်ကိုအနာဂတ်မှာဘာဖြစ်မလဲဆိုတဲ့ဟာတွေကိုကျွန်တော်တို့ကြိုတင်ပြီးတော့နမိပြနေတဲ့သဘောရှိတယ်ဗျာနော်အဲကြောင့်သူတို့ရဲ့ဒီပုံစံကြော်ညာအတွက်အင်တာဗျူးပုံစံရိုက်ထားတဲ့ဗီဒီယိုလေးကိုကျွန်တော်တို့အားလုံးအထူးထူးကြည့်ကြကြရအောင်ပါ ခုလိုပေါ့နော်ကိုညောင်ရဲ့ခံကြီးတဲ့အခြေအနေတောင်ပြပြပေးပါဦးရှင်အော်ကျွန်တော်နှစ်ယောက်ဆက်တွေ့ခဲ့ရလေးကတော့ကျွန်တော်နှစ်ယောက်ရဲ့ relationship ကတော့အစောကြီးကပုံမှန်လေးလေးပါပဲဗျာ။ပုံမှန်လေးလေး။ပြောဒီဆွေးလို့နှစ်ယောက်ကတယောက်နဲ့တယောက်လည်းမလင်ရဘူး။ပြီးရင်အမြင်ဆက်ဆက်နေတာပဲ။ညောင်ကပြောတွဲရလား။ညောင်ကပြောတွဲတာလားလေနော်။ဒါလည်းပြောချင်တယ်။ခုနကပဲ။ဘယ် ဒီ relationship တခုမှာတည်းမတည်းနဲ့တိုင်တိုင်မမေနှိနှိနိုင်နိုင်နဲ့လုပ်တယ်ဆိုရဲဟာလေဒီအဲ့ကောင်မလေးကြည့်။ ဲ့ကျွန်တော်ကအဲ့လိုစိတ်ထဲမှာလာမရှိပါဘူးကျွန်တော်စိတ်ထဲမှာကျွန်တော်ကောင်းပါလေးပဲရှိဟုတ်တယ် relationship တွေခိုင်မဲ့ဖို့ကလေအဓိကအချက်ကနားလည်မှုနဲ့ယုံကြည်မှုပဲကျွန်တော်ကောင်းပါလေးရတယ်ကျွန်တော်ပေါ့အရန်နားလည်မှုရှိရနော်စိတ်မဆိုးကိုကိုလာလာရကျွန်တော်သူ့ကိုပြောလို့တွေ့ရနော်ဟုတ်ပြောဘာလို့မလားရေအမြဲပြောနေရတယ်နော်အဲ့ အပြော်တွဲတယ်အပြော်တွဲတယ်ဆိုရဲစကားကိုနော်ဒီဖုန်းချုံညာဗီဒီယိုလေးထဲမှာနှစ်ခါတောင်ပြောသွားခဲ့တာအဲကျတော့တကယ်အတိတ်နမိတ်ဆိုတာတွေကဒါလက်ခံယုံကြည်မဲ့သဘောမှာရှိတယ်ဗျာနော်နောက်ပြီးကျတော့ဒီလွှမ်းပိုင်တဲ့ဘော်ဘီဆောက်ဆာတို့ကလည်းအင်တာဗျူးတစ်ခုမှာမထင်မပဲသူတို့ပြောမိသွားတဲ့စကားတွေကသူတို့ရဲ့ချစ်သူတက်တန်ဆယ်နှစ်ကျော်တဲ့အခါမှာလမ်းခွဲရမယ်ဆိုတဲ့ဟာတွေကိုနမိတ်ပြနေခဲ့တာလားပေါ့ အဲ့ဒီဗီဒီယိုလေးလည်းကျွန်တော်တို့အားလုံးအတူတူကြည့်ကြည့်ကြရအောင်ပါဗျာ။ဟုတ်တယ်ကျွန်တော်ပွဲလေးမကြည့်နေတော့အဲ့မှာဟာ new feed မှာတက်လာတော့မှာကိုနေဝင်းကနေပြီးတော့ဟာသူ့ချက်သူကိုဟိုပါပေါ့လက်ထပ်ခွင့်တောင်းတယ်ဟာဟလာကျွန်တော်ကြာတော့ကြာနေပြီလေကိုနေဝင်းကပြောပြောနေတယ်ပြန်ပါဟာသူတို့လည်းကျူးသားနေကျူးသားနေတော့ဘယ်တော့လဲကျွန်တော်လည်းမကြည့်ဘူးခုလိုမျိုးရုပ်ရက်ကြီးဆိုတော့အဲဝင်းတော့အဲမရှိပါဘူးမရှိပါဘူးတော့ကြာဟိုဘယ်လိုရောင်းလဲ အမိုးမင်ကအရန်ကိုဘယ်လိုပြောလဲအရန်သူအဲ့လိုမျိုးအဲ့ဒီတော့ဆိုတက်ဆိုင်တယ်ပါဘာဖြစ်လဲဆိုတော့သူတို့ကြည်ပြီးကြည်နူးရယ်ပေါ့နော်အဲ့ဒီအပြင်ငါအလဲဆိုရဲဟာမျိုးကြီးရောကကောင်းနဲ့ဝင်မလာဘူးပေါ့ငါအလဲဆိုတဲ့အရာကြီးကိုလုံးဝဝင်မလာဘူးပေါ့နော်တဲ့နော်သူတို့ညောကလက်တက်ဖြစ်လာမှာမဟုတ်ဘူးဆိုတဲ့သဘောတက်ရောက်တဲ့အင်တာဗျူးဒီပြေဆိုမှုကြီးဗျာနော်လုံးဝနော်ရှင်းမှာသူတို့ဖြစ်မဲ့အရာတွေကို ဒါနမိတ်ပြနေတဲ့အရာတွေဗျအဲ့မလားအဲချောဆိုနေဝင်ရောဟိုးရင်နေရတယ်ဟိုတူတူပဲပေါ့နော်တူတူပဲအဲ့လိုမျိုးစူးစားခဲ့ရတယ်ပြီးတော့တို့တို့ဖြတ်သန်းတာမဟုတ်ဖြစ်စုံလဲကိုရအစောရှိရင်ဆိုတော့အဲ့လိုမျိုးအာနေရှိုးပဲပိုင်းလဲတွေ့နေရမှာဟိုတွေ့နေရတဲ့အတွက်ဒီလိုမျိုးဖြစ်သွားတဲ့အတွက် finally ပေါ့နော်ဒီတကယ်တကယ်နေ့ကိုရောက်လာတော့မယ်ဆိုတဲ့ဟာမျိုးလေးနဲ့ကြည်မှုရဲ့ဒီလောက်ပါပဲတော့တကယ်ကိုဟိုငားလဲဆိုတာမျိုးကြီးရောမတွေးမတွေးမိတကယ်ကိုငားလဲဆိုတာကြီးကိုမတွေးမိဘူးတဲ့နော် တွင်းတော့တွဲနေကြတယ်ဒါမှမဟုတ်ငါလဲဆိုတာကြီးကိုမျော်လင့်မထားမိဘူးမတွေးမိဘူးတဲ့တကယ်မတွေးမိတဲ့အတိုင်းပဲဖြစ်သွားကြတာပဲเนาะခုချစ်သူတက်တန်ဆယ်နှစ်ကျော်မှသူတို့လုံးဝ break up လုပ်လိုက်ကြရတယ်လုံးဝအတူတူသွားလာတောက်စားပျော်ပါပြီးတော့အတူတူအလုပ်တွေလုပ်ပြီးကမှเนาะဒါတော့ forever snipe ကျော်တဲ့အချိန်မှာဒါ तू snipe ကျော်လိုက်လို့ကွဲသွားတာပဲဖြစ်နေမှာဗျာเนาะအဲ့ကြတော့ဘလူးနေနေပါပဲပြောပြော ကိုလုံနေတဲ့ကြုံနေတဲ့အရာတွေကရှေ့မှာဘာဖြစ်မယ်ဆိုတဲ့အရာတွေကိုဒါရှေ့လူကြီးသူမတွေပြောသလိုပဲဗျအတိတ်တပေါင်နမိတ်ဆောင်ဆိုတဲ့အတိုင်းပဲနမိတ်ဆောင်နေတာခုနကပြောခဲ့သလိုပဲကျွန်တော်ဘုရားပန်းကိုကြကွဲတာတောကနီလာကနီမှာခလုတ်တိုက်လဲတာအခုအိမ်မက်ဒီအိမ်မက်ဒီနဲ့ပတ်သက်တဲ့အရာတွေအခုကိုမထင်မဖက်ပြောဆိုလိုက်တဲ့အရာတွေစနောက်ပြီးတော့ပြောဆိုလိုက်တဲ့အရာတွေ ခုဒီဟိုပေါ့ဖုန်းကြော်ညာအတွက်ဆိုရင်အင်တာဗျူးပုံစံရိုက်ထားတဲ့ဟာဆိုတာတခြားစီစဉ်ပြီးတော့ရိုက်တယ်ဒါမှမဟုတ်စီစဉ်ပြီးတော့ရိုက်တဲ့နေရာမှာတောင်မှအဲဒီလူမျိုးမကောင်းတဲ့အပြောင်းအပြက်သဘောမျိုးဆန်တဲ့အရာတွေပြောလိုက်မယ်ဆိုရင်အဲ့ဒီအရာတွေကကိုယ့်ရဲ့အနာဂတ်မှာတကယ်ဖြစ်လာတတ်တဲ့အရာမျိုးပဲဗျာနော်အဲ့ဒါတော့ဘာပဲပြောပြောလူပဲနေနေဒီမကောင်းတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ တတ်နိုင်သမျှစင်ကျင်တာမပြောတာပဲကောင်းတယ်လို့ပဲကျွန်တော်တို့ပြောရတော့မှာပဲဗျမပြောလဲဖြစ်တဲ့လူကတော့ဖြစ်မှာပဲတော့ဘန်းတယ်ဒါပေမဲ့ကိုယ့်ဘက်ကပြောလို့ဖြစ်သွားတာမျိုးကြီးတော့မဖြစ်တော့ဘူးပေါ့ဗျာကိုယ့်ဘက်ကတတ်နိုင်သမျှစင်ကျင်လိုက်မယ်ဆိုရင်ဒါကြောင့်မို့ရှိလူကြီးတွေကမရှိတဲ့ဇာတ်မပြောရဘူးမလာတဲ့ဇာတ်မပြောရဘူးအာနမိတ်မရှိနမမရှိမပြောရဘူးဟဲ့ဟဲ့ဖွားရဲ့ဖီးရဲ့လွဲပါစေဖဲပါစေစသည်အပြင်ဒါရှစ်လူကြီးသူမစကားတွေဒါကြောင့်မို့ဒါရှေ့ကနေပြီးတော့ဒါစုထုံးတွေပြုတ်ခဲ့ကြတာဗျအเจ้าမဲ့တော့ရှစ်လူကြီးသူမတွေက စကားပုံစူးစကားတွေထုတ်ခဲ့တာမဟုတ်ဘူးဗျနမိတ်မရှိနမမရှိပြောတော့မယ်ဆိုရင်ဒါသတိပြုစင်ကျင်စရာပဲဗျာနော်အတိတ်နမိတ်ဆိုတာတွေကတကယ်ရှိပါတယ်ရှေလူကြီးသူမတွေကလည်းတကယ်ရှိခဲ့ကြလို့ပဲစကားပုံစူးစကားတွေပြောခဲ့ကြတာဗျအတိတ်တပေါင်းနမိတ်ဆောင်မကောင်းတဲ့စကားမရှိတဲ့စကားမလှတဲ့စကားမပြောရဘူးဟဲ့ fire fire လွဲပါစီဆိုပြီးတော့ပြောခဲ့ကြတာဗျအဲကြတော့မကောင်းတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့အပြောအပြတ်တောင်မှဒါမပြောမိဖို့သတိပြုစင်ကျင်ဖို့လိုတယ်ဗျ ုကျွန်တော်ရဲ့အမျိုးတွေ viewer တွေရောအတိတ်နမိတ်တွေနဲ့ပတ်သက်ပြီးတော့ကိုယ်မှာဘယ်လိုမျိုးအထွေကြုံတွေရှိလဲဒီလွန်ပိုင်ဘော်ဘီဆောက်စာဒီလင်းအောင်ခင်းနဲ့စုတိုင်းတို့ရဲ့ event တွေအဖြစ်ပြက်တွေကနေပတ်သက်ပြီးတော့ဒါဘယ်လိုမျိုးခံစားရလဲကိုယ့်ရဲ့အတွေ့အမြင်တွေကို comment မှာရေးခဲ့ပေးပါအောင်ဗျာ